္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် MNDAA နဲ့ DNL တို့ကတရုတ်ဂျားဝင်ဆစ်ဆက်ထားတဲ့ငင်းကြဲသဘောတူညီချက်ကိုဖျက်ဖျက်ပြီးမြို့ရွာတွေကိုတိုက်ခိုက်တယ်လို့မေအောင်လည်းကတရုတ်ဝန်ကြီးချုပ်ကိုတန်ကြားကတရုတ်ကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကူညီမယ်လို့ကတိပြုပါတယ်တနိုင်ငံလုံးလက်စစ်လိုအပ်ချက်ရဲ့90ရာခိုင်နှုန်းခန့်ကိုသာ ဓာအားထုတ်လုံနိုင်တယ်လို့စစ်ကောင်စီကဝန်ခံထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ DNL တို့ကတရုတ်ကြားဝင်ဆစ်ဆက်ထားတဲ့ငင်းကြဲသဘောတူညီချက်ကိုဖျက်ဖျက်ပြီးမြို့ရွာတွေကို တိုက်ခိုက်နေတယ်လို့အကြမ်းဖက်မင်းအောင်လန်ကတရုတ်ဝန်ကြီးချုပ် Mr. Lee Chan ကိုတိုင်ကြားခဲ့ပါတယ်။နိုဝင်ဘာလ6ရက်နေ့မဲခေါင်စီဝေတရုတ်ဝန်တရုတ်နိုင်ငံကုမင်းမြို့ကိုရောက်ရှိနေတယ်။အကြမ်းဖက်မင်းအောင်လန်ကအခုလိုတိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ MNDAA နဲ့ DNL တို့က 2022ခုနှစ်ဧပြီလငင်းချန်ရီကလန်းချက်ကိုညင်ပယ်ပြီး MNDA က၎င်းတို့ရဲ့အထုဒေသတက်ပြန်လည်အသက်သွင်းနိုင်ရေးရှမ်းပြည်နယ်မြောက်ပိုင်းကစစ်တပ်စခန်းတွေ ချင်းရွှေဟော်မြို့ကို2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာအင်အားသုံးစတင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တရုတ်အစိုးရရဲ့ဂျာဝင်စစ်ဆက်မှုနဲ့ငင်းချင်းသဘောတူညီချက်ကိုရရှိခဲ့ပြီးမဲ့လည်း၎င်းတို့အနေနဲ့သဘောတူညီချက်ကိုချိုးဖောက်ကာမြို့ရွာတွေကိုဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့လို့လည်းမင်းအောင်လှိုင်ကပြောပါတယ်။ MNDA TNL နဲ့ AA အဖွဲ့၃ဖွဲ့အနေနဲ့ငင်းချင်းရေးကိုလိုလားကြောင်းရှင်းလင်းပြသတဲ့လှုပ်ဆောင်ချက်ပြသလာမှသာအကြမ်းဖက်စစ်ကောင်စီအနေနဲ့ဆွေးနွေးမှုဆွမ်းနိုင် ုင်မှာဖြစ်ပြီးနေဆက်ဒေတာကလက်လက်ကင်တွေရဲ့အထောက်ပံ့ဖြစ်တဲ့တရားဝင် လုပ်ငန်းတွေတရားဝင် ကုန်သွယ်မှုတွေကိုတိုက်ဖြတ်ရှင်းလင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်းအကြမ်းဖက်မင်းအောင်လှိုင်ကပြောပါရယ်အကြမ်းဖက်မင်းအောင်လှိုင်ကစစ်တပ်က2008အခြေခံဥပဒေကိုဖောက်ဖျက်ကတရားဝင် အာဏာသိမ်းယူမှုပြည်သူလူထုရဲ့ငြိမ်းချမ်းနဲ့ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုအပေါ်ကိုစစ်တပ်ကရဲဆက်ဆက်တပ်ဖြတ်မှုလေရင်နဲ့ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်မှုစစ်တပ်ကပြည်သူတွေကိုတပ်ဖြတ်ပြီးနေအိမ်တွေကိုမီးရှို့ဖ ျက်စီးမှုအပါအဝင်၎င်းတို့ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူးတရုတ်ဝန်ကြီးချုပ်ကလည်းစစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ်၅ချက်ကိုထောက်ခံကြောင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆန္ဒပြုကူညီမှဖြစ်ပြီးတရုတ်နိုင်ငံအတွင်းအခြေပြုကမြန်မာနိုင်ငံရဲ့အကျိုးကိုပျက်စီးအောင်ဆောင်ရွက်နေမှုတွေကိုလက်သင့်ခံမှာမဟုတ်ဘူးလို့လည်းတရုတ်ဝန်ကြီးချုပ်ကပြောပါရယ်တွဲဆောင်ပွဲမှာတရုတ်နဲ့မြန်မာနိုင်ငံအကြားနားလည်မှုစာကြုံလာ နဲ့သဘောတူညီချက်ခုနှစ်ခုကိုလက်မှတ်ရေးထိုးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံလုံးမှာလက်စစ်မီးတွေပြတ်တောက်ပြီးအလက်ကျဓာအားပေးစနစ်နဲ့မီးပေးနေရပြီးမြန်မာနိုင်ငံရဲ့လက်စစ်လိုအပ်ချက်90ရာခိုင်နှုန်းခန့်သာဓာအားထုတ်လုပ်နိုင်တော့တယ်လို့စစ်ကောင်စီရဲ့လက်စစ်ဝန်ကြီးဌာနကဝန်ခံထုတ်ပြန်လိုက်ပါတယ်။နိုင်ငံတော်မှာတဘဝတန့်ဝေရရှိမှုရောင်းနေလာခြင်းနဲ့ဓာအားလိုင်းတွေဖျက်ဆီးခံရခြင်းရေကြီးရေလျှံမှုကြောင့်ရေဝင်ရောက်တဲ့ဓာအားပေးစစ်ုံတွေပြုတ်ပြင်းဆောင်ရွက်နေရတာတွေကြောင့်လိုအပ်ချက်ရဲ့ရာခိုင်နှုန်း90ခန့်သာထုတ်လုပ်ဖြန့်ဖြူးနိုင်တော့တယ်လို့လည်းဆိုထားပါ ါတယ်။နိုင်ငံရဲ့ရေအားလက်စစ်စက်ယုံ30ယုံ၊တဘောဝတန်းငွေ3စက်ယုံ28ယုံ၊ကြောင်မီးသွေး3စက်ယုံ2ယုံ၊နေအောင်ကြီး3စွမ်းရင်စက်ယုံ8ယုံတို့ကနေစွမ်းအားဖြင့်လက်ပတ်လက်စစ်ဓာအားမှာ8148မဂါဝထုတ်လုပ်နိုင်ရာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်လက်စစ်ဓာအား2800မဂါဝတာထုတ်လုပ်နိုင်တော့တယ်လို့လည်းစစ်ကောင်စီကဆိုထားပါတယ်။ဒါအပြင်စက်ယုံတွေကနေထွက်ရှိရဲ့ဓာအားကို ို့လွန်နေတဲ့ဓာအားလိုင်းတွေဖြည့်ဆည်းခံရတဲ့အတွက်ဓာအား1480မဂါဝအသက်တင်ရော့နေထုတ်လုပ်ရတာတွေနဲ့အတူသဘောတငွေရရှိမှုမှာလည်းရော့နေနေတာကြောင့်သဘောတငွေသောလက်စစ်ဓာအားပေးထုတ်လုပ်မှုကလည်းရော့နေတယ်လို့လည်းဆိုထားပါတယ်ဒီလိုလက်စစ်ဓာအားထုတ်လုပ်မှုရော့နေနေတဲ့ပြင်2021ခုနှစ်ကနေတနိုင်ငံလုံးရဲ့လက်စစ်ဓာအားသုံးစွဲတဲ့အိမ်အောင်စုအချို့မှာ56ရာခိုင်နှုန်းရှိရာကနေ2024ခုနှစ်နိုဝင်ဘာလမှာတော့ 28ရာခိုင်နှုန်းထိတိုးတက်သုံးဆွဲလာလို့လည်းစစ်ကောင်စီကပြောထားပါဗျ။အဲဒါကြောင့်ရန်ကုန်တိုင်းမှာခရိုင်၄ခုခွဲကနွေဘာလ9ရက်နေ့ကနေစတင်ပြီးတရက်ကို2ကြိမ်ခွဲက8နိုင်မီးဖြတ်မှာဖြစ်ပြီးစက်မှုဇုံတွေမှာတရက်ကို4နိုင်သာလက်စက်မီးပေးမယ်လို့လည်းသိရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံသီးတရာကျော်ကိုကျဲချတိုက်ခိုက်နေတယ်လို့ဒေသတွင်းသတင်းမြစ်တွေကပြောပြပါရစေ။နွေမာလာတောင်းရည်ကတောင်ကုန်းမြို့နယ်ပန်းမြောက်တောင်အနီးနဲ့ဇီးကိုင်းတောင်အနောက်ဘက်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အရက်ခတပ်တော် A တို့တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကနေဘုံသီးတရာကျော်ကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရစေ။တောင်ကုန်းမြို့နယ်ပန်းမြောက်တောင်ပေါ်ကအကြမ်းဖက်စစ်တပ်ရဲ့အမြောက်တရင်ကို အေကသိမ့်ပိုက်ထားပြီးရဲ့နောက်မှာတော့စစ်ကောင်စီကစကခငါတက်မကိုလေချောင်းပစ်ကူပေးတက်ခိုက်နေတာလည်းဖြစ်ပါတယ်။တန်ကုန်တိုက်ပွဲဟာမြို့ပေါ်နဲ့အလွန်နီးကပ်လာနေပြီးခုနှစ်မိုင်ပတ်လည်မှာဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ဒါအပြင်စကခငါနဲ့၃မိုင်အကွာမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တောင်ကုန်းမြို့ကအကြက်ပဲစစ်ကောင်စီတရင်တွေကိုအရခတတ်တော် A ကလက်နဲ့ချီဝန်းရံပိတ်ဆို့ပြီးတဲ့နောက်မှာအော်တိုဘားလနောက်ဆုံးဘက်ကနေစတင်ကထိုးစစ်ကိုအရှိန်မြင့်တင်တက်ခတ်နေရလဲဖြစ်ပါတယ်။လက်ရှိချိန်မှာတောင်ကုန်းမြို့ထဲမှာရက်သားပြည်သူ6000ကျော်ပိတ်မိနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြို့ပြင်ကိုထွက်ခွာခွင့်မပေးဘဲပိတ်လောင်ထားကလူသားတိုင်းကအုံပြုနေရလို့လည်းသိရပါတယ်ရှင်။ စကန်တဲ့တပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကန်တန်ချောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းနဲ့စစ်ကြေးကောက်ခံနေတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က10ဦးဟာတေသွားခဲ့လို့ People Defense Force စောက်မုံရအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြပြပါရစေ။နိုဝင်ဘာလ၄ရက်နေ့မနေ့9နိုင်လောက်မှာချောင်းမြို့နယ်မြပလဲအကြမ်းဖက်စစ်တပ်ဂိတ်ကန်တွေထွက်လာတဲ့စစ်ကြောင်းဟာလမ်းသွားလမ်းလာပြည်သူတွေကိုမိုင်းရှင်းလင်းရေးလုဆောင်ခိုင်းခဲ့တာကြောင့် ဖောက်ခွဲမှုပြုလုပ်နိုင်ခဲ့ပဲကြံရှိနေတဲ့မိုင်းပွိုင်တွေအရောက်ကိုစောင့်ဆိုင်ကစစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၄ဦးဟာတိုက်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။နိုဝင်ဘာလ၁ရက်နေ့ကလည်းချောင်းမြို့နယ်တန်လင်းမြမာစီဆိုင်မှာပတ်စံကောက်နေတဲ့စစ်သားတွေကိုအနီးကပ်ဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့ရမှာစစ်သား၆ဦးဟာတိုက်သွားခဲ့ပြီးတအူးဟာထိရတဲ့အရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ကွေးတိုင်းတဲ့တပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းမြိုင်မြို့နယ်တွေးမရွာကနေပြူစောတီတွေကင်းပတ်ထွက်လာစင်မှာစောင်းကြိုပြစ်ခတ်တက်ခဲခရာကနေပြူစောတီ၃ဟာတည်သွားပြီးလက်နဲ့၃လက်နဲ့ခရမ်းတွေကိုတင်းဆက်ရရှိခဲ့လို့ A+ အညာမြေတက်ပေါင်းစုသတင်းနဲ့ပြန်ကြားရတော်မူကကိုရှိုင်းလေးကရန်ကုန်ခေတ္တရနာကိုပြပြပါရယ်နိုဝင်ဘာလ6နေ့မနေ့9နိုင်လောက်ကမြိုင်မြို့နယ်တွေးမရွာကနေပြူစောတီတွေကင်းပတ်ထွက်ခွာလာစင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအသင့်စောင့်ကြိုပြစ်ခတ်ခရာမှာ ပြူစောတီ၃ဟာတည်ဆုံးခဲ့လို့ကိုရှိုင်းလေးကပြပြပါဗါးအဲ့ဒီပြူစောတီတွေစီကနေ MA16 အမျိုးအစားတနက်နှစ်လက် G3 အမျိုးအစားတနက်တလက် ၅တသမ56ဂျီတောင်း180ဂျီ3ဂျီအတောင်80တို့ကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီတခိုက်မှုကို A+ အညာမြေတပေါင်းစုဖြစ်တဲ့ MVP Revolution Force အလင်းတန်းပျောက်ကြားတပ်ဖွဲ့များ UAV Fighter မိုးရအလင်းတန်းပျောက်ကြားတပ်ဖွဲ့ Phoenix People Defense Force Scorpion People Defense Force ထဲအောင်ပျောက်ကြားတပ်ဖွဲ့နဲ့ Germany Drone တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကနှောကုန်းရွာသားဦးမောင်မင်းစိန်ကိုဖမ်းဆီးပစ်တပ်တယ်လို့အဲ့လိုစစ်ကြောင်းထုံးနေရကြောင်းကျေးရွာကိုရွာကထောင်နဲ့ချီတဲ့ပြည်သူတွေဟာစစ်ဘေးတင်းရှောင်နေရလို့ဒေသနေပြည်သူတွေကပြပြပါဗျာ နိုဝင်ဘာလ9ရက်ညနေ4နာရီလောက်မှာပခုတ်ကူမြို့နယ်အတွင်းစစ်ကြောင်းထုတ်တဲ့အကြက်ဖက်စစ်တပ်ကနှောကုန်းရွာကိုဝင်ရောက်စီးနှင်းခဲ့ပြီးရွာထိပ်ကရာခင်းထဲမှာစိုက်ပျိုးရေးလုပ်နေတဲ့ကျေးရွာနေပြည်သူဥမောင်မင်းစိန်ကိုစစ်ကောင်စီတပ်သားတွေကဖမ်းဆီးပြီးတနက်နယ်ပြစ်တက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအကြက်ဖက်စစ်တပ်စစ်ကြောင်းဟာအော်တိုဘားလ21ရက်နေ့ကနေစတင်ပြီးပခုတ်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးစီးနှင်းနေတာဖြစ်ပြီးလက်ရှိအချိန်မှာတော့ရွှေတန်းတဲ့ရွာ၊စီမင်းရွာ၊ကွန်းရွာ နှောကုန်းရွာဒေါန်းစာရွာကေမုန်းခါရွာဖရာကုန်းရွာစိတ်ကန်းတာယာရွာနဲ့မကြီးပင်ပုရွာကထောင်နဲ့ချီတဲ့ပြည်သူတွေဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။ဂျပန်စစ်တပ်စစ်ကြောင်းကလက်ရှိအချိန်မှာကုန်းရွာနဲ့စစ်မင်းရွာမင်းကျောင်းဖုန်ကျောင်းတို့မှာနှစ်ဖက်ခွဲကတက်ဆွဲထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေ့ကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။